2025ခုနှစ်အလိုပါလ20ရက်နေ့ကနေ26ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အခြေအနေမှာတော့ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကအနောက်တောင်မုတ်တုန်လီဟာမြန်မာနိုင်ငံတောင်ပိုင်းတပီလုံးမှအော်တိုဘာလ16ရက်နေ့တွင်စုတ်ခွာခဲ့ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်တင့်တင့်မှတိမ်ထူတက်နိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းတွင်အော်တိုဘာလ21ရက်နေ့၌လေပြင်းနဲ့ရေဝန်တကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမှုအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်သို့ရွေလျားခြင်းမရှိဘူးလို့ခန့်မှန်းရပါတယ်။မိုးအခြေအနေမှာတော့ယခုရက်သတ္တပတ်အတွင်းအရှိတ်မှလာတဲ့လေဝေလှိုင်းနဲ့မုန်တိုင်းငယ်အရှင်ကြောင်းနေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းဧရာဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်နီပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကျကျမိုးတချုံရွာနိုင်ပါတယ်။ နေလိုက်တပတ်စာမူလဝတ္ထအခြေအနေများကိုဆက်လက်တင်ဆက်ပေးပါမယ်။အော်တိုဘာလ20ရက်နေ့အတွက်မူလဝတ္ထခံမှန်းချက်ကဘင်္ဂလားပင်လယ်ော်ခြေနေမှာတော့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းတွင်တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်ော်ဘက်မှာတိမ်အထင်တင့်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့တနင်္သာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်း၊မြဝကျွန်းပေါ်ဒေသနဲ့မုတ်တမောက်ကွေ့ဘက်မှာအရှိတ်မှလာတဲ့လေဟာတနာကြီးကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအင်းငယ်မှလှိုင်းအထင်တင့်ရှိနိုင်ပါတယ်။ ိုးအခြေအနေမှာတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးထုံကြွားနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းဘက်မှာနေရာကျဲကျဲမိုးထုံကြွားနိုင်ပါတယ်။တနင်္ဂနွေလုံးမိုးရွာသွန်းမှုတိတိတသာသာလျော့နေနိုင်ပါတယ်။ အနုဘာလ22ရက်နေ့အတွက်မူလဝဒခမန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းတွင်တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်ဘက်မှာတိမ်သင့်တင့်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျွန်းပေါ်ဒေသနဲ့မုဒ္ဒမကွေဘက်မှာအရှိဘက်မှာလာတဲ့လေဟာတနာယီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှဲငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်း တနင်္လာနေ့တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကိုရင်းနီပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းပဲခူးတိုင်းအရှေ့ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးမိုးရွာသွန်းမှုတိတိတတ်တာရောနေနိုင်ပါတယ်။ ော်တိုဘာလ22ရက်နေ့အတွက်မူလဝဒခံမှန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းတွင်တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်ဘက်မှာတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လီပြင်များကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လီပြင်ကြစဉ်ရေပြင်မြေပြင်လေဟာအရှေ့အရှေ့တောင်ဘက်ကနေတနအီကိုမိုင်25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချီနေမှာတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းပဲခူးတိုင်းအရှေ့ပိုင်းတနင်္လာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကချင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးတွင်မိုးရွာသွန်းမှုတိတိတသာသာရောနေနိုင်ပါတယ်။ အနုဘာလ23ရက်နေ့အတွက်မူလဝသခမန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မြောက်ပိုင်းဘက်မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်ဘက်မှာတိမ်အသင့်တင့်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးတက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို25မိုင်ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချီနေမှာတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းဧရာဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းပဲခူးတိုင်းအရှေ့ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးသည်ထန်စွာရွာသွန်းနိုင်ပါတယ်။တနင်္လာရီတိုင်းနဲ့ကရင်ပြည်နယ်ဘက်မှာတိမ်တင်းတင်းဖြစ်ထွန်းနိုင်ပါတယ်။တနင်္ဂနွေလုံးတွင်မိုးရွာသွန်းမှုတိတိတသာသာလျော့နေနိုင်ပါတယ်။ ော်တိုဘာလ24ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ချင်းဒီမှာတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းဘက်မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်းတင်းမှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်ချင်းဒီမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကန်လုံပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လီပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတလီပြင်းကြစဉ်ရေပြင်းပြင်းလေးဟာအရှိအရှိတောင်ဘက်ကနေတနာယီကို25မိုင်ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချီနေမှာတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းဘက်မှာတိမ်အထင်းထင်းဖြစ်ထွန်းနိုင်ပါတယ်။တနင်္ဂနွေလုံးတွင်မိုးရွာသွန်းမှုတိတိတသာသာယောင်းနေနိုင်ပါတယ်။ အော်ဒိုဘာလာ25ရည်နှစ်အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်ော်ချီနီမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းဘက်မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကျန်ဘင်္ဂလားပင်လယ်ော်ဘက်မှာတိမ်အထင်တင်မှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်ချီနီမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့အရှေ့တောင်ဘက်ကနေတနအီကို25မိုင်ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ ။မိုးချီနေမှာတော့စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အီယာဝတီတိုင်း၊ပဲခူးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်မှာနေရာစိစိမိုးတချုံရွာနိုင်ပြီးတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကျဲကျဲမိုးတချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးတွင်မိုးရွာသွန်းမှုတိတိတသာရုံနေနိုင်ပါတယ်။အော်တိုဘာလ26ရက်နေ့အတွက်မိုးလီဝသခမန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဘက်မှာတိမ်သင့်တင့်မှတိမ်ထူတက်နိုင်ပါတယ် ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယုံရန်တလျှောက်နဲ့ကန်လွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိအရှိတောင်ဘက်ကနေတနာယီကို25မိုင်ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်း ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးကချင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးတွင်မိုးရွာသွန်းမှုတိတိတတ်တာယုံနေနိုင်ပါတယ်ခင်ဗျာ။